မိတ်ဆွေစဉ်းစားကြည့်ပါ မိတ်ဆွေရဲ့အမှန်တရားကို ပြောဆိုဖို့အခွင့်အရေးမရှိတဲ့ကဘာကြီးထဲမှာမိတ်ဆွေဘလို့ယုံကံမလဲဒီလိုအခြေအနေမျိုးမှာကိုကျင့်တရားနဲ့လွတ်လပ်မှုကိုဘလို့ထိမ့်သိမ့်မလဲအလက်ဇန်ဒါဆိုဇင်နစ်စင်ရဲ့ In the First Circle စာအုပ်ကမိတ်ဆွေကိုအပြေပေးပါလိမ့်မယ်အလက်ဇန်ဒါဆိုဇင်နစ်စင်ကရုရှားစာရေးဆရာနဲ့တမိုင်းပညာရှင်တဦးပါ သူဟာဆိုဗီယက်အစိုးရရဲ့ဖိနှိပ်မှုတွေကိုပြောင်ပြောင်တင်းတင်းဝေဖန်ခဲ့ပြီးနိုဘယ်ဆုကိုလည်းရရှိခဲ့ပါတယ်။သူ့ရဲ့စာအုပ်တွေဟာဆိုဗီယက်ခေတ်ရဲ့အမှန်တရားကိုဖော်ထုတ်နိုင်ခဲ့လို့အရေးပါပါတယ်။ In the first sake စာအုပ်ထဲမှာ Inokin Tibolodin ဆိုတဲ့ဆိုဗီယက်တန်တမန်တယောက်အကြောင်းကိုစပြောပါမယ်။သူကအနောက်နိုင်ငံတွေကိုအမှုမြူပုံးနဲ့ပတ်သက်တဲ့လှုပ်ဝက်သတင်းတွေပေးပို့ဖို့ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့လောက်ရက်ကသူ့ကိုရောရှာယရှ်ကလို့ခေါ်တဲ့အထူးကျင်းထောင်ကိုပါဆွဲခေါ်သွားပါတော့တယ်။အီနိုကင်တီဗိုလိုဒင်ဟာဆိုဗီယက်တန်တမန်တယောက်ဖြစ်ပြီးအစိုးရအပေါ်တစ္ဆာဆောင်တည်မှုနဲ့ကိုကျင့်တရားအကြမ်းမှာရုန်းကန်နေရသူပါ။သူ့ရဲ့အနောက်နိုင်ငံကိုတတိပေးဖို့လောက်ရက်ကသူ့ရဲ့အတွေးခေါ်နဲ့ပတ်သက်ပြီးမေးခွန်းထုတ်เสียရဖြစ်လာစေတယ်။ရှာယရှ်ကဆိုတာကထူးခြားတဲ့အကျဉ်းထောင်တစ်မျိုးပါ။ ဉာဏ်ရည်ထက်မြက်တဲ့သိပ္ပံပညာရှင်တွေနဲ့ပညာတတ်တွေကိုအစိုးရရဲ့စီမံကိန်းတွေမှာအတင်းအဓမ္မခိုင်းစေတဲ့နေရာပါအခြားလောက်ကျန်းစခန်းတွေထက်တက်တာရဲဆိုပေမဲ့လွတ်လပ်မှုမရှိပါဘူးအဲ့ဒီမှာအတ္တမတ္တစနစ်ကိုတီထွင်ဖို့တာဝန်ပေးခံရပြီးလွတ်လပ်မှုနဲ့ဖိနှိပ်မှုကြာကနိုင်ငံရေးပြဿနာတွေကိုတွေးကြုံခံစားရပါတယ် အဲ့ဒီအချင်းထောင်ထဲမှာဂျာမန်အချင်းသားတွေဟာခရစ်မတ်ပွဲကိုကျင်းပကြပြီးသူတို့ရဲ့ဆိုဗီယက်အစိုးရနဲ့ယဉ်ကျေးမှုဆိုင်ရာကွဲပြားခြားနားမှုတွေကိုပြသကြပါတယ်။လီယူပင်ဆိုတဲ့ဂျူးလူမျိုးကွန်မြူနတီတစ်ယောက်ကဂျာမန်တွေရဲ့ခရစ်မတ်အမတ်တရားတွေကိုသဘောမတူပါဘူး။အဲ့ဒီပွဲကအချင်းသားတွေရဲ့ဆုံးရှုံးသွားတဲ့လွတ်လပ်ခွင့်နဲ့တစ္ဆာဖောက်မှုတွေကိုပေါ်လွင်စေတယ်။လီရူပင်ဟာဂျူးလူမျိုးကွန်မြူနတီတစ်ယောက်ဖြစ်ပြီ ခရစ်မတ်ပွဲနဲ့ပတ်သက်ပြီးဂျာမန်ကျင်းသားတွေနဲ့သဘောထားကွဲလွဲသူပါသူ့ရဲ့အမြင်ကအဲ့ဒီခေတ်ကယဉ်ကျေးမှုနဲ့အီဒီအိုလိုဂျီယာဆိုင်ရာကွဲပြားမှုတွေကိုထင်ဟပ်စေတယ်စတာလင်ကအယံတန်တရားကြီးပြီးသူ့ရဲ့အာဏာကိုထိန်းချုပ်ဖို့အတွက်အမဲကြိုးစားနေတယ်လုံခြုံရေးဝန်ကြီးပစ်တာဘာကူမော့နဲ့သူ့ရဲ့ဆက်ဆံရေးကအာဏာရဲ့သဘောတဘာဝကိုဖော်ပြတယ် အဘာကူမော့ဖ်ကစတာလင်ရဲ့မလုံခြုံမှုတွေကိုသိပြီးသူ့ကိုအထူးဆန်းကတိတွေပေးကာချုံမြော့သိမ့်သွင်းတယ်။စတာလင်ကသူ့ပတ်ဝန်းကျင်ကလူတွေကိုမယုံကြည်တဲ့အတွက်အထီးကျန်ဆန်းပြီးကြောက်ရွံ့တဲ့အာယုံကိုဖန်တီးတယ်။ဗစ်တာဘာကူမော့ဟာဆိုဗီယက်လုံခြုံရေးဝန်ကြီးဖြစ်ပြီး အာနာကိုထိမ့်သိမ့်ဖို့အတွက်ဘလိုနီးလန်းကိုမဆိုအသုံးပြုဖို့ဝန်မလေးသူပါ။သူရဲ့လောက်ရက်တွေကဆိုဗီယက်ခေါင်းဆောင်ပိုင်းမှာရှိတဲ့အစိတ်အတော့တွေကိုမိမောက်ထိုးပြနေတယ် ဂလက်နေစင်းဟာတင်းချပညာရှင်တဦးဖြစ်ပြီးသူ့ရဲ့ဇနီးနာတရာနဲ့မျှော်လင့်မထားတဲ့တွေးဆုံခွင့်ရခဲ့တယ်။သူတို့ရဲ့တွေးဆုံမှုက ကြေကွဲစရာကောင်းပြီးမပြောနိုင်တဲ့စကားလုံးတွေနဲ့ဝမ်းနည်းမှုတွေပြည့်နှက်နေတယ်။ဖိနှိပ်တဲ့စီးမြင့်တွေကြားထဲမှာသူတို့ရဲ့ချစ်ချင်းမေတ္တာကပြန်လည်နှိုးထလာပြီးခဏတာလွတ်မြောက်ခွင့်ရသွားတယ်။ကလတ်နေစင်းဟာတင်းချပညာရှင်တဦးဖြစ်ပြီးစာရေးသူရဲ့ကိုစားသုံးလုံးထားတဲ့စက်ကောင်လည်းဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရက်တွေကစနစ်ရဲ့ဖိနှိပ်မှုကိုခံနိုင်ရှိတဲ့ဉာဏ်ရည်ထက်မြက်သူတယောက်အကြောင်းကိုဖော်ပြတယ်။ Innocentivo Loden ဟာ American တန်ယုံကိုဖုံးခေါ်ပြီးတဲ့နောက်မှာစိုးရိမ်ပူပန်မှုတွေနဲ့ဝမ်းနည်းပူဆွေးမှုတွေခံစားနေရတယ်။ဖန်ဆီးခံရမှာကိုကြောက်ရွံ့ပြီးသူ့ရဲ့ဆုံးဖြတ်ချက်ကိုနောင်တရနေတယ်။ဘာလက္ခဏာမှမပြသေးပေမဲ့ဘိုလိုဒင်ရဲ့ကြောက်ရွံ့မှုကတဖြည်းဖြည်းကြီးထွားလာပြီးသူ့ကိုအထီးကျန်ဖြစ်စေတယ်။ သူ့ရဲ့စိုးရိမ်စိတ်တွေကအစိုးရရဲ့ဖိနှိပ်မှုကိုထင်ဟပ်စေပြီးရဲရင်မှုရဲ့ကိုပိုင်တန်ဖိုးကိုပြသတယ်။ကလာရာမာကာရီဂင်ဆိုတဲ့ဆိုဗီယက်သုတေသနဌာနကဝန်ထမ်းတယောက်ဟာအကျဉ်းသားရိုစတီစလက်ဒိုနဲ့အပေါ်မှာခံစားချက်တွေရှိနေတယ်။သူမရဲ့လုပ်ရက်တွေကတစ္ဆာဆောင်တိမှုနဲ့တာဝန်ယူမှုအပေါ်မှာမေးခွန်းထုတ်เสียရဖြစ်လာတယ်။ကလာယာရဲ့အတွင်းစိတ်ပရိပခကလူတအူးချင်းစီရဲ့ဆန္ဒနဲ့အစိုးရရဲ့တာဝန်ပေးမှုကြားကလူမှုရေးတင်မှမှုတွေကိုထင်ဟပ်စေတယ် အင်ဒိုကင်ဒီဟာဆိုဗီယက်တန်တမန်အဖြစ်သူ့ရဲ့အသက်မွေးဝမ်းကြောင်းဟာလှည့်စားမှုတွေနဲ့တိဆောက်ထားတယ်ဆိုတာကိုသိလာတယ်။သူ့ရဲ့မိခင်ရဲ့ကိုချင်းတရားဆိုင်ရာတင်ကြားမှုတွေနဲ့အဗီနီရဲ့ယူသားမှုဥပမာတွေကသူ့ကိုကိုချင်းတရားအကျက်တဲကိုရောက်စေတယ်။အစိုးရကိုစိတ်ပြက်လာပြီးတာဝန်နဲ့အမှန်တိုင်းနေထိုင်လို့တဲ့ဆန္ဒကြမှာပိတ်မိနေတယ်လို့ခံစားရတယ်။ အင်နိုကင်ဒီဟာဆိုဗီယက်စနစ်မှာသူ့မိသားစုရဲ့ဂုဏ်သိက္ခာကိုထိမ့်သိမ်းဖို့အတွက်ပေးဆက်ခဲ့ရတာတွေကိုတည်လာတယ်။သူ့ရဲ့မိခင်ရဲ့မပြည့်စုံတဲ့အချင်းနဲ့အဖီနီရဲ့ဆင်းရဲတဲ့ဘဝတွေကဖိနှိပ်တဲ့အဆိုးရအောက်မှာနေထိုင်ခြင်းရဲ့ကိုပိုင်တန်ဖိုးတွေကိုပေါ်လွင်စေတယ်။အကျဉ်းသားတွေဟာအခြားနေရာကိုမပြောင်းခင်မာဖီနိုမှာနောက်ဆုံးထမင်းစားဖို့တောင်းဆိုကြတယ် ပထမတော့ငင်းပယ်ခံရပေမဲ့သူတို့ရဲ့စူပေါင်းတောင်းဆိုမှုကြောင့်အလင်းစလိုပြင်ဆင်ထားတဲ့နေလေစာကိုစားခွင့်ရခဲ့တယ်ယုရှင်းပေမဲ့ဒီအစားအစာကအလုတ်ကျန်းစခန်းတွေရဲ့ခက်ခဲကြမ်းတမ်းမှုတွေကိုမခံစားရခင်ဂုံတိတ်ခါနဲ့စီးလုံးညင်ညွတ်မှုကိုပြသနေတယ်။အကျဉ်းသားတွေကိုစစ်ဆေးတဲ့အခါပစ္စည်းတွေနဲ့လွတ်လပ်ခွင့်တွေကိုဆုံးရှုံးခဲ့ရတယ်။ရိုမာရှော့ရဲ့ရေအားလျှက်စစ်ဆိုင်ရာမဆုတွေကိုတင်စီလိုက်တဲ့အတွက်ဆယ်စုနှစ်တခုစာရဲ့အလုတ်တွေ ဆုံးရှုံးခဲ့ရတယ်။ စီယိုမူရှကင်ရဲ့လေမွန်တော့စာအုပ်ကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်ပေါ်ခဲ့တယ်။အကျဉ်းသားတွေရဲ့အားနည်းချက်တွေကိုအစိုးရကထိန်းချုပ်ထားတယ်ဆိုတာကိုပြသတယ်။ရိုမာရှော့ဖ်ဟာစက်မှုအင်ဂျင်နီယာတဦးဖြစ်ပြီးသူ့ရဲ့မတ်စုတွေဆုံရှုံသွားတာက သူ့ရဲ့ကိုယ်ပိုင်နဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာပေးဆက်မှုတွေကိုကိုးစားပြုတယ်။သူရဲ့ခံနိုင်ရှိမှုကဂူလက်မှာရှင်တန်ဖို့အတွက်လိုအပ်တဲ့ခံနိုင်ရည်အားနဲ့လိုက်ရောညီထွေဖြစ်အောင် နေထိုင်နိုင်မှုကိုပြသတယ်။အသားတင်ကားကြီးကသူ့ရဲ့ဥတီယာကိုချင်းကက်လာတာနဲ့အမျှအကျဉ်းသားတွေဟာရှေ့ဆက်ရမယ့်စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ပြင်ဆင်နေကြတယ်။ခီးက မတိချာမရေရာမှုတွေနဲ့အနေရီနဲ့ပြည်နေတဲ့အခန်းတစ်တစ်ခုကိုရောက်ရှိသွားပြီ။ကြောက်ရွံ့မှုတွေကြားထဲမှာမာဖီနိုရဲ့အချုပ်နှောင်တွေကနေလွတ်မြောက်လာတဲ့ခံစားချက်နဲ့ရှင်တန်ဖို့ဆုံးဖြတ်ချက်တွေပြည့်နှက်နေတယ်။ spiritondanilich ဆိုတဲ့အတွေ့အကြုံရင်းနဲ့အကျဉ်းသားတစ်ယောက်ကခန္ဓာရေးရှိမှုနဲ့ဉာဏ်ပညာကိုပုံဖော်ထားတယ်။နေခြင်းကိုသူပြောခဲ့တဲ့စကားတွေက လူသားတွေရဲ့စိတ်ဓာတ်ဟာဘလောက်အထိခန္ဓာရေးရှိတယ်ဆိုတာကိုပြသတယ်။အဗီနီကအင်နိုကင်ဒီရဲ့ဦးလေးဖြစ်ပြီးဆိုဗီယက်ခေတ်ရဲ့စိန်ခံမှုနဲ့ဆန့်ကျင်ဘက်ဘဝကိုနေထိုင်သူပါ။ အစိုးရကိုမုံတီးပြီးဖြောက်မတ်တီကြီးတဲ့စိတ်ကအင်နိုကင်ဒီကို သူ့ရဲ့ဘဝရွေးချယ်မှုတွေကိုပြန်လည်ကဲဖြတ်ဖို့စိန်ခေါ်လိုက်တယ်။အဖီနီရဲ့ရိုးရှင်းမှုနဲ့ဉာဏ်ပညာကကြောက်ရွံ့မှုတွေကြီးစိုးနေတဲ့ကမ္ဘာမှာမျောလင်းချက်နဲ့ဖြောက်မတ်တီကြီးမှုရဲ့တင်္ကေတတစ်ခုဖြစ်တယ်။မိတ်ဆွေတိစာအုပ်ထဲကအရေးကြီးဆုံးသင်ခန်းစာတွေကတော့ဖိနှိပ်မှုတွေကြားထဲမှာကိုယ့်ရဲ့ကိုကျင့်တရားကိုထိမ့်သိမ်းဖို့နဲ့လူသားဆန်မှုကိုလက်မလွတ်ဖို့ပါပဲ။ စာအုပ်ထဲကစက်ကောင်လေးလိုပဲခက်ခဲတဲ့အခြေအနေတွေမှာရဲရဲဝံ့ဝံ့ယက်တီပြီးကိုယုံကြည်ရာကိုဆက်လက်လှုပ်ဆောင်ကြပါစို့မိษွေတို့ရဲ့အတွေးမြင်တွေကိုကောမန့်မှာဝေမျှပေးကြပါဦးနောက်ထပ်စာအုပ်အကြောင်းအရာတွေအတွက်ကျွန်တော်တို့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်